ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့ဒီညလိုင်ယွန်နဲ့မန်ချက်စတာယူနိုက်တက်တို့ကကစားမယ်ပေါ့ဗျာအဲ့ဒီတွေ့ပရီမက်ချ်တော့ပေါ့ဆိုတော့ထုံးတာနိုင်မယ်ကျွန်တော်တို့အနေနဲ့ watch လောင်းကိုဒီညပွဲကစပြီးတော့ပြန်လှုပ်သွားပါမယ်။အညီကတို့လည်းနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ရှိနှစ်ပွဲကအချိန်ကြီးရရတီကြောင့်ကျွန်တော်တို့ဒါနားခဲ့တယ်ပေါ့နော်။ဆိုတော့ဒီညတော့ကျွန်တော်စပြီးတော့ watch လောင်းလေးတွေပြန်လှုပ်ဖို့တော့စီစဉ်ထားတယ်။ fan discussion တွေဘာတွေကတော့နည်းနည်းလေးကျွန်တော်တို့နားထားတယ်ပေါ့နော်။ဒါနည်းနည်းစောတဲ့ပွဲတွေဘာတွေရှိတယ်ဆိုလို့ရှိရင်အချိန်ကြီးကိုကြည့်ပြီးတော့ပြန်ပြီးတော့ run ပါမယ်။ဆိုတော့ watch လောင်းမှာလာပြီးတော့ join ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ လိုင်ယွန်ကွင်းကိုကျွန်တော်တို့တွားကစားရမယ်ပွဲချိုသုံးသက်ချက်ဒီပါရီကတော့ကျွန်တော်မနီကတင်ခဲ့ပြီးပြီဆိုတော့ကျွန်တော်တို့ဘနော်ဒါပြောပြီးသားပါเนาะဆိုတော့ကျန်တဲ့အကြောင်းလေးတွေနဲ့ဆက်ဆက်ပြောရရင်ကျွန်တော် United အတွက်ဟိုဒီယာဒီမာကဒီဖလားဒီကူရီအတွက်เนาะဟိုဖြစ်နိုင်တာမဖြစ်နိုင်တာဖြစ်နိုင်ဖို့ခဲရင်တာမခဲရင်တာကိုခဏထားတခုဒီတော့ကျွန်တော်တို့အတွက်မျှော်လင့်ချက်ပါ Amorin Press Conference မှာပြောသွားသလိုပဲလာမယ့်ယာဒီ United ရဲ့ဘနော်ဒီအပြောင်းရွှေ့ဒီကိုကောင်းကောင်းဖော်ဆောင်နိုင်ဖို့အတွက်ဆိုရင်ဒီဖလားကအရေးကြီးတယ် ီဖလားကအရေးကြီးတယ်ကျွန်တော်တို့ပရီးမီးယားလိမှာဆိုလို့ရှိရင် Champions League ဝင်ခွင့်မရနိုင်တော့ဘူးဗျာနော် Champions League ဝင်ခွင့်မရနိုင်တော့ဘူးဒါတော်တော်ကြီးကိုဘောနဖြစ်နိုင်ကြီးနဲ့သွားပြီကိုရီကရက်လက်တီလေတချောက်ကောင်းအောင် United အသင်းမဟုတ်တယ်လို့ပုံစံကောင်းနေတဲ့ပြနိုင်ကြီးတက်ဂိုးသွင်းနေတဲ့တိုက်စစ်တယ်ရထားခြင်းမရှိဘူးဆိုတော့ကျွန်တော်ချန်ပီယံလိဝင်ခွင့်ကိုပရီးမီးယားလိကနေပြီးတော့တော့ဖိုးဝင်နိုင်ဖို့ကမဖြစ်နိုင်တဲ့လောက်ဖြစ်သွားပြီဆိုတော့တခုပဲရှိတယ်ဂျီရိုပါလိရပြီးတော့ချန်ပီယံလိဝင်ခွင့်ရဒါပဲဒီနေရာမှာလဲကျွန်တော်လက်ရှိလိုင်ယွန်တို့လိုအသင်းမျိုးတွေကိုကြော်ဖြတ်ရမှာ ောက်တစ်ဆင့်နောက်တစ်ဆင့်နောက်တစ်ဆင့်မှာလည်းကြော်ဖြတ်အမဲအဆင့်တွေရှိသေးလို့ကစားအမဲတင်တွေကတသိန်းနဲ့တင်တွေမတူကြဘူးဗျမတူကြတော့ဟိုအကုန်လုံးက challenging ဖြစ်တဲ့ပြောဒီအခြေအနေကြီးပဲ United ကဓာတ်ကြီးကိုကြော်ဖြတ်နိုင်မှကျွန်တော်ကအခြေအနေကောင်းမှာဆိုတော့အရေးကြီးပါတယ် United player တွေညီးပြတွေအကုန်လုံးကဒီပြိုင်ပွဲကိုကျွန်တော်ကလာအာယုံစိုက်နိုင်မှကျွန်တော်ရမယ်အပြေဝါအာယုံစိုက်ပြီးတော့ကစားနိုင်မှကျွန်တော်ရမယ်ကစားမှတူတူယောက်ချင်းစီတိုင်းစီကနေပြီးတော့ပိုကောင်းတဲ့ performance တွေကျွန်တော်လိုတယ် MOD နေနဲ့ပေါ့နော် ဂိုးသမားအပြောင်းလဲလှုပ်လာမလားတော့ကျွန်တော်ကြည့်ရမယ်။ဘာလို့လဲဆိုတော့ဘိုင်းနာကမန်ချက်စတာဒါဘီပွဲမှာဆိုလို့ရင်အရန်ကုန်မှာပြန်တွေ့ရပြီ။ဆိုတော့ဒီပွဲပွဲထွက်လူစင်မှာလည်းပါကစားနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဒါအပြင်ဦးနန်းနာကဘလို့ပြောရမလဲဒီမာတီတူဘာလို့နဲ့ပေါ့နော်လိုင်ယွန်သင်းကိုငါငါတို့ကျွန်တော်တို့အများကြီးပူကောင်းနေဗာညာ၆ပြောထားတယ်ဆိုတော့လိုင်ယွန်ကစားမားတွေကတို့အိမ်ဝင်းမှာအမှန်ကန်တော့တိတ်တိတ်ရှင်မှာပဲအတိလားတိတ်ရှင်မှာပဲအဲ့လိုမျိုးဆိုတော့ဦးနန်းနာအတွက်ဖီအားရှိရှိနဲ့မြန်သူကစားနေရမလားပေါ့ ဲ့တော့ MOD ကတော့သူ့ရဲ့တင်းသာရှင်လင်းပွဲတွေမှာတော့ကိုနနာကိုထဲ့ထဲ့လာမှာဖြစ်တယ်လို့ပြောထားတာပဲသူတို့လည်းပဲအပြောင်းလဲဆိုတာကလုံတင်းတဲ့အချိန်မှာလုံကောင်းလုံးအောင်မှာပဲနီးပြားကတော့ကျွန်တော်ကတော့ဘိုင်းနာကိုဦးနနာလောက်ယုံနေလို့ကျွန်တော်မခံစားဘူးပေါ့နော်ဒါကပြဿနာကြီးတယ်အန်ဒရယ်ဦးနနာထက်ပိုကောင်းနေအပြောင်းလဲလုံလို့ရတယ်ဆိုတော့ကိုသမားရှိနေတဲ့အချိန်မှာကျွန်တော်တုံးဖို့လိုတယ်ဗျာနောက်တစ်ခုကမေဆန်မောင်းတို့ဘာလို့ပွဲထုတ်လာမလားပေါ့လူရှော့ကတော့ပွဲထုတ်လာဖို့ရှိတယ်လို့ကျွန်တော်မထင်ပါဘူးเนาะဆိုတော့ဟိုအခုချိန်ကြီးလည်းဘာမှမကစားရသေးဘူး ဆိုတော့မေဆန်မောင်းကိုတော့မျှော်လင့်လို့ရတယ်မျှော်လင့်လို့ရတယ်ဆိုတာတခြားမရှိဘူးတခြားမဟုတ်ဘူးညာအကယ်လို့ကွင်းလင်မှာဥကာတီနဲ့ကာနာအတီပါလဲကက်ဆမီရိုနှစ်ယောက်ကိုမတုံးညင်ဘူးဆိုရင်တေချာပေါ့ဘူနိုကပြန်လာတော့မှာဘူနိုဆန်နေမစ်ကိုပြန်လာပြီးတော့ကက်ဆမီရိုဒါမှမဟုတ်ဘူးဥကာတီနဲ့တွဲပြီဆိုတာနဲ့ကျွန်တော်နဲရိုနံပါတ်10မှာကျွန်တော်နေတာမေဆန်မောင်းကိုတုံးလို့ရသွားပြီမေဆန်မောင်းရဲ့ကာနာချိုရဲ့တုံးရင်ပြီးတော့ဆန်နာဖော်ဝါနီယာမှာရက်စမတ်ကိုမိပြီးတော့ဇစ်ဆီနဲ့သွားတာမျိုးပေါ့ဒါတွေဟာလုံးတဲ့အပြောင်းလဲတွေပဲအခုရှိတာကတော့ မေဆန်မောင်းကလည်း injury ပြဿနာအကြာကြီးရထားတဲ့ကစားမဆိုတော့သူ့စီကနေပြီးတော့ကျွန်တော်တို့အများကြီးမျှော်လင့်ဖို့ကခရင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေရာမှာအစိတ်ပူဆုံးကဗျာတိလာဘယ်လိုပြောမလို့ခန်စီရဲ့ဗောနော်ဒါ physical physical အားနည်းမှုပဲ။ကျွန်တော်တို့လိုင်ယွန်မှာသလို့ရှိရင်ကစားမတွေကမြန်တယ်ဗျာတိလာမြန်တဲ့အပြင်ကျွန်တော်တို့ယင်ဆိုင်ခဲ့ရပါတယ်ဆိုတဲ့ suicide တဲ့တို့ဘာလို့တဲ့ပူပြီးတော့တောင့်နေကစားမတွေနော်ပြီးလို့ရှိရင် Ryan Chakiro ဘာလို့ဆိုတာမျိုးကမင်းကလည်းထင်ပါတယ်ပက်ထရစ်ဒူဝူတို့ကိုမြှှ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  အခွင့်အရေးဖန်တီးမှုကလည်းတအားကောင်းတာတယောက်ချင်းကြော်ဖြတ်မှုတွေကလည်းကောင်းတာနော်ဆိုတော့အဲ့လိုမျိုးဆိုတော့မလွယ်ဘူးပေါ်ရီနော်ကိုရီမာကဒီလိုင်ယွန်တောင်မန်နှစ်ဖက်မှာကနှစ်ဖက်စလုံးကတယောက်ချင်းကြော်ဖြတ်မှုကောင်းနေစာမာတွေတိုက်စစ်ကလည်းဂိုးသွင်းနိုင်စွမ်းရှိတဲ့သူတွေနဲ့ကျွန်တော်တို့ဒီခန်စစ်ကကိုရီခန်စစ်ကိုကျွန်တော်ကြည့်လိုက်ရင်အားနည်းတယ်ဗျဖစ်စစ်ကပိုင်းကဘလို့မှမလွယ်ဘူးဟိုဘယ်လိုမှမလို့ ။အဲ့ဒါဒီ Master Wii ကိုပါလို့ဆိုလို့ရှိရင်မရဘူးဗျ physical ဘိုင်းကဥပက Lenny Yuru ဆိုလို့ရှိရင်သူက net လို့တာနော်။ခန်းစစ်ကောင်းကောင်းကစားတယ်လို့ခန်းစစ်ကစားမှမဟုတ်လို့တာသူအစဉ်ပြေးနေတာ physical ဘိုင်းကတအားသေးတယ်ဒီမှာပါတယ်ဆိုမကွမ်းရတော့ပဲကျွန်တော်ရှိတာ။ခန်းစစ်ကတော်တော်စိတ်ပူကိုကောင်းပါတယ်။ပူဆိုးတာကတိုက်စစ်တိုက်စစ်ကကျွန်တော်တို့အနေနဲ့ဂိုးမသွင်းနိုင်တာတော်တော်ကြာပြီ။တော်တော်တိုင်ပတ်နေပြီ။ကျွန်တော်တို့ဟိုဂိုးနဲ့ပတ်သက်လို့ဖန်တီးမှုနဲ့ပတ်သက်ပြီးဟေ့ဆိုဘရူနိုကြီးပဲကျွန်တော်တို့ကအားကိုးနေရတာ။ တခုကောင်းဒါတော့ဗျာကိုကစားမတယောက်ကိုအမှန်ကန်အားကိုးနေရတာကောင်းတဲ့တစ်ချက်ပဲဒါပေမဲ့လို့ကျန်တဲ့ကစားမတွေဘက်ကချင်းဒါတရုံမကောင်းတဲ့တစ်ချက်ပဲတသိန်းလုံးမှာတယောက်ပဲအားကိုးရတယ်ဆိုတာမျိုးကတသိန်းမှာ6ယောက်လောက်အားကိုးရတယ်ဆိုတာနဲ့ရှင်းလို့ချင်းဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူးအဲ့တော့ Fernandez ဒီရှေ့ပွဲဒီမှာကောင်းထားတာမှန်ပြီမဲ့လေလို့ဗောနော်မှန်ပြီမဲ့လေလို့ကျွန်တော်တို့ဒီကျန်တဲ့ကစားမတွေရဲ့ဘက်ကလည်းပူကောင်းမှုလို့တဲ့ Resman Wildland ကိုပွဲကစားခွင့်ရတယ်ဆိုရင်ဂိုးဒီပိုင်တွင်းနိုင်မှုလို့တဲ့နော်ပြီးလို့ရှိရင်တောင်ပံမှာကျွန်တော်တို့ထားပါတော့ကာနာချူရူပါလို့ဆိုလို့ရှိရင် ိုးကောက်ကန်တာကပြဿနာမရှိဘူး။အေးမကန်တဲ့နဲ့လုံနေလဲကန်တာ၊ကန်တဲ့နဲ့လုံနေလဲကန်တာ၊အခြေဆက်လုံတဲ့နဲ့လုံနေလဲကန်တာဆိုလို့ရှင်တော့မဟုတ်သေးဘူး။ဆိုတော့ဒီထက်ပိုပြီးတော့အခွင့်အရေးဖန်တီးမှုပိုင်းမှာဂိုးပူတီကြာနိုင်တဲ့အခွင့်အရေးတွေဖန်တီးပြီးတော့ဂိုးသွင်းဖို့ကြိုးပမ်းတာကပိုပြီးတော့ကောင်းမယ်။တိုက်စစ်ကတော်တော်ကိုသွင်းကိုပိုင်းရအာနေနေပါတယ်။အခွင့်အရေးဖန်တီးမှုတွေရှိခဲ့ပြီဆိုရင်တောင်မှအတင်းရဲ့တိုက်စစ်ပိုင်းမှာဂိုးသွင်းနိုင်ဖို့ကတော့ခဲရင်နေပေါ့နော်။အဲကြောင့်ဒီပွဲမှာအဓိကစကားပထမအကြုံမှာတော့ဗျတရေရောက်အောင်တော့ကန်လိုက် ကံပြီးတော့ဒုတိယကျောအိမ်ဝင်းမှာမယ်အနိုင်ယူဖို့ကျူးပန်းတာမျိုးတွေပါတယ်ဖြစ်တဲ့တယ်။ဒါပေမဲ့လို့ကိုရီအိမ်ဝင်းကလည်းဒီအဒီမှာစိတ်ချတဲ့အနေထားမှာမရှိဘူးဆိုတော့တေးကြတဲ့မရှုံးမှုကအဓိကပဲ။နိုင်ရဖို့တော့မတွေးရဘူးเนาะမရှုံးမှုကအဓိကပဲ။အသင်းရဲ့တိုက်စစ်ဟာအလုတ်ဖြစ်မှကိုကျွန်တော်ရမှာပါ။ဆိုတော့ညီကလေးညီနေရောဒီပွဲမှာဘယ်လိုမြင်ကြလဲကျွန်တော်အနိုင်ယူနိုင်စွမ်းရှိတယ်လို့ထင်ကြတာလာရင်ကိုဆွေးနွေးကြပါအောင်အားလုံးကိုချစ်တီများကြီးတင်ပါတယ်